လမိုင်းရမယ်ယထာခေါင်းတွဲဖယ်ရောက်သွားတယ်လေကျွန်တော်တို့လူလားမြောက်ပြီဆိုတာနဲ့တင် जा ခံရတာတွေလေလူငယ်တယောက်ဟာပဝင်းကျင်ကြောင့်မီးလောင်ပြာကျသွားနိုင်ပုံမို့တချို့ကတော့အဲ့ဒါကိုလက်မခံဘူးသူ့ဘဝဇညွန်းဟာသူ့ဗီဇာတူလောင်ရုံနဲ့အကုန်ပါလာခဲ့ပြီသားဗီဇာမကောင်းရင်ဘဝမကောင်းဘူးအဲ့ဒီကလေးကကျွန်တော်လဲတွေးတယ်လိုင်းနှလိုက်ပေါ့လေဘယ်အရာကိုပို့လို့ယူတဆိုင်စိုက်ပြူရမှာပါလိမ့်ပေါ့အဲ့ဒါတွေမသိခဲ့ပါဘူးပဲသားဒီမှာဝမ်းမြောက်ဖွယ်လက်ခံလာရတာက လူငယ်လေးတွေပို့ပြီးထူးချွန်လာကြတာပဲတို့ဖြစ်ပဲတင်ချင်းတို့အသက်ရွယ်တွေဟာကျွန်တော်တို့ဒုံကဆိုပန်းတို့ရောင်ဖိုင်တွဲလေးတွေစူးစောင်းနေတော့ပေါ့ပန်နဆလင်တွေရှာထိုးနေရတော့ပေါ့တို့ကြတော့ဆက်ခွန်18လောက်နဲ့ကဘာသိမ်းကြပြီပြာတော့မှောင်တော့ညတွေကိုတောင်တန်းပေါင်းများစွာအသုံးပြုပြီးဝေယူနိုင်ကြပြီလူငယ်လေးတွေဟာပိုပြီးထက်မြက်တောက်ပလာကြတဲ့နဲ့အမျှတို့ကိုပြစ်မှတ်ထားကြတဲ့ဗိုင်းရပ်စ်တွေကလည်းပိုလို့များပြားလာပါတယ်သင်မှားကျင်တဲ့အချိန်သာပြောလိုက် ဂျန်နာရီအားလုံးဗိုင်းရပ်စ်ကတာဝန်ယူပါတယ်လို့အော်မြင်နေတဲ့ဗိုင်းရပ်စ်တွေမိုးမြင့်အနှက်တို့ဟာနူကမ်ကိုလည်းရောက်ခဲ့၁၈နှစ်နဲ့ဖြစ်နေသူတွေတန်းစီဆိုရင် လမိုင်းရမယ်ထိဆုံးကရောက်လာမယ်သူ့ကိုဘာတစိမ့်မှမအံ့ပဲလှုပ်ပေးလိုက်ကြပါသူ့ပါရမီကတိတ်ကောင်းတယ်သူကစားပြနေပုံကအားလုံးကိုကြော်ဖြတ်ရမယ်ပုံစံနေနဲ့ကျွန်တော်တို့ဘောလုံးတောင်းတဲ့တောင်ဆွဲဟာရမယ်ပဲတင်နေတဲ့ပွင့်ထွက်သွားတော့မယ်ဘာစီလိုနာကနှစ်ရှည်စာချုပ်တွေနဲ့အလင်းမြန်ချုပ်နှောင်ရတယ် ဒီကလေးကသူကစားပုံ highlight တွေကိုပြန်ကြည့်ရင်အားရတော့မူတဲ့ခဏတကားဟောက်တန်ကြားရတယ်။တကားကိုဖွင့်ပေးလိုက်တော့တင်းဘွားပျက်စီးရတဲ့အလုံးစုံတာဝန်ယူပြရစီဆိုတဲ့ဆက်ဖက်ဖက် virus session နဲ့မွေးနေ့ပါတီမှာဖိတ်ကြားခံရတဲ့ Spain model Claudia Gelo ကယူရို1000နဲ့2000ကျသုံးဆွဲပြီးကျမကိုခေါ်ယူခဲ့တယ်။ဒါပေမဲ့ကျမတယောက်တည်းမဟုတ်ဘူး။ကျမလိုရင်သားကြီးကြီးအမျိုးသမီးကြီးလို့ဆိုပါတယ်။ဒါအပြင် Spanish influencer Fatty Vasquez လို့ အသက်30မိန်းမတယောက်ကိုလည်းယူယူမူမူဖြစ်နေပါသေးတဲ့အဲ့ဒီနောက်တော့အားလုံးတည်ပြီးတဲ့အတိုင်းပါပဲဘောလုံးမှာအကန်နေလှုပ်လာတယ်နီးပြပေါ်အရိုင်းဆန်မဝင်မလေးတော့ဘူးဘောလုံးဝင်ကျင်ကြီးတဲ့သူဟာမအမဆက်ပုတ်တိုက်မှုတွေဇက်တိုက်ဆိုသလိုပေါ့လေဒီကဘာကြီးတဲ့ဘသူမှအဲ့ဒီလိုနှစ်လိုင်းပူးလို့မရနိုင်ဘူးမနေနိုင်လို့လို့အရေးစွန်ပျော်မိပါတယ်ဆိုရင်လေကို့ပင်မရည်စည်းကိုမတိခိုက်စေနဲ့ပေါ့သို့တော့ဒင်းကလေးကစိတ်မိုက်ကိုရွက်လွန်ခဲ့တယ်သူအတွင်းကမှာအချားပါတွေကိုလောင်နေသေးလဲ စားပေါ်တွေကသူ့လောက်ထူးခြင်းမို့10နှစ်လားခမရတို့ပြောပြောနေတဲ့အောင်မြင်မှုတွေကကျုပ်ပဲစတင်ခဲ့တာလေဘာဆက်လုပ်ရမယ်ဆိုတာကျုပ်ကိုကျုပ်အတိဆုံးပေါ့ခမရတို့ကဘာကြောင့်ကြားဝင်ပြီးအငိုရှာနေရတာတုံးလားဟိုဒံမီလီဆိုတဲ့ငတကကျုပ်ရဲ့ရွှေရုပ်ကိုဘာကြောင့်လူယူသွားရတာလဲလားကြိုက်တယ်လို့ခေါင်းစဉ်တက်ပါစေတေချာတာကရမရတာခေါင်းတွဲတစ်ခုလုံးပျောက်သွားတာပဲဘဝင်းကြီးနေဗီဇာတွေမသိဘူးအရေးကြီးတာကကိုတော်မီကိုရှုတ်ကြတာပဲဒီကလေးကံကောင်းပါစေဖះကြပါစေ ဟန်စီဖလက်ကြီးလိုအပ်တာတည်းစိတ်ရှိပါစေ။လူငယ်လေးတွေလုံနိုင်လျက်နဲ့လမ်းလွှဲသွားတိုင်းကျွန်တော်တို့ရင်နာခဲ့ကြရပုံနဲ့များလာပါပြီ။